်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တွေတွင် စစ်ကောင်စီကခွင်းဆက်မြေအောက်လှိုင်ကအပိုင်းလိုက်တိုးပြီးခံစစ်ပြေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှက်ခိုင်းပြီးစစ်တွေမျိုးအနောက်ဖက်မေယူမြို့ဝတက်လျှောက်တွင်စစ်ကောင်စီကဂွင်းဆက်မြေအောက်ဥမင်လှိုင်ကအပိုင်းလိုက်တူပြီးခံစစ်ပြင်းစစ်နေကြောင်းစစ်တွေတရင်ရင်းမြစ်ထံမှသိရပါဗျ စစ်တွေတက္ကသိုလ်အနီးအမှတ်36ရဲတပ်ရဲနှင့်ဆက်သွယ်နိုင်သည့်မေယူမြို့ဝမြေကမ်းပြင်ရှိမှန်စီကျေးရွာအောင်တိုင်ရေချမ်းပြင်တက်ရှောင်းရေအောက်လှိုင်ကောင်းများအပိုင်းလိုက်တူးဖော်ထားကြောင်းသိရပါသည်စစ်ကောင်စီဟာမှန်စီကနေရေချမ်းပြင်အထိသွာလာလို့ရတဲ့ရေအောက်လှိုင်ကောင်းတွေကိုအပိုင်းလိုက်ခွင်းဆက်တွေတူးဖော်ထားတယ်စစ်တွေတက်ကတော့အနီးကအမှတ်36ရဲတပ်ရင်းကိုအခါခွဲအောက်မှာသွာလာလို့ရအောင်လှုပ်ထားတယ်။ပြီးတော့မြေအောက်လှိုင်ကောင်းတချို့နေရာတွေမှာလက်နက်ကြီးတွေအများအပြားတပ်ဆင်ထားတယ်။ မန်စီကဒေတာကန်တွေပြောတာကပုံနာကျွန်ဥယျတောင်အထိပြစ်ခတ်လို့ရတဲ့လက်နက်ကြီးတွေတက်ဆင်ထားတယ်လို့ပြောတယ်ဟုစစ်တွေသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီသည်စစ်တွေမျိုးကိုအာရကတက်တော့အေအေကဝင်တိုက်ခိုက်လာလျင်နောက်ဆုံးခံတက်အဖြစ်မြို့အနောက်ဖက်မေယူမြို့ဝမြေကမ်းပေးတလျှောက်တွင်တက်စခန်းအများပြနှင့်လက်နက်ကြီးအများပြတက်ဆင်ထားကြောင်းသိရပါတယ်တက်စခန်းတိဆောက်ရေးနှင့်မြေအောက်လိုင်းကောင်း24ရဲ့အတွက်ဘူမေကြီးပါနှင့်တဲချောင်းကြီးရွာအပါဝင်အနီးနားရှိမွတ်စလင်ကြီးရွာများမှာမွတ်စလင်လူငယ်များရာနဲ့ချီစိတ်ခိုင်းထားကြောင်း ခိုင်လုံသောစစ်ရေးတရင်ကြီးမြစ်ကပြောပါရယ်ထို့ပြင်မွတ်စလင်လူငယ်များကိုအတင်းအဓမ္မစစ်သားစုဆောင်ထားမှုများလည်းရှိသလိုစုဆောင်ခံရသည့်စစ်မှုတန်းကိုလည်းလှုပ်အားခိုင်းစေနေကြောင်းလည်းမှန်စီဒေသကတရင်ကြီးမြစ်တအုပ်ကပြောပါရယ်မွတ်စလင်ကြီးရွာကမွတ်စလင်အမျိုးသားတွေခေါ်ပြီးတဲချောင်းမှစုတဲ့မနက်ပိုင်းကားနဲ့ခေါ်သွားတဲ့ညနေ6နာရီလောက်မှပြန်လာပို့တဲ့မွတ်စလင်300လောက်ရှိမယ်မှန်စီအောင်တိုင်းအဖက်တွေမှခိုင်းကျင်နာခိုင်းနေတယ် တက်စခန်းတိဆောက်ထားရောဘန်ကဆောက်တာကရုတ်ချင်းတူတာလှိုင်းကောင်းတူတာအကုန်လုံးကိုခိုင်းနေတကယ်ခန်းစစ်အကြီးစားပြင်ဆင်နေတာစစ်ကောင်စီကနောက်ဆုံးမခံနိုင်လို့ထွက်ပြေးမယ်ဆိုရင်တော့ဒီမေယုမြို့ဝကနေထွက်ပြေးလို့ရအောင်ကိုတိကျပြင်ဆင်နေတာဖြစ်မယ်ဟုပြောပါတယ်စစ်ကောင်စီသည်စစ်တွေမြို့အပြင်ဘက်အမြင့်ကျော်ကြီးပါဟွာတလိတ်ရေချမ်းပြင်မှန်စီရွှေမင်းကန်ပွိုင်ကန်းကြီးစသည့်နေရာများတွင်ပပလက်တက်စခန်းအများအပြားဖြင့်ခန်းစစ်များပြင်ဆင်ထားပါတယ် ရန်ကုန်စစ်တွေကလန်တိုင်းအရကတက်တော်အေအေမဝင်ရောက်နိုင်ရန်အတွက်လည်းအမြင့်ကျွန်းကြေးရွာထိပ်ကမင်းချောင်းတတာအမြင့်ကျွန်းတတာကိုမိုင်းခွဲဖြက်စီထားပါတယ်။လက်ရှိတွင်လည်းစစ်တွေမြို့အနီးရှိရေချမ်းပြင်အုံရီဖုံကျွီတဲ့ပိုက်စိတ်ချင်းကျွီတဲ့ပိုက်စိတ်ကြီးကျွီတဲ့အောင်တိုင်းကြက်တော်ပြင် ပလင်ပြင်တင်ပုံတန်းပြားလီချောင်းရွာဟောင်းပြားလီချောင်းရွာတင်မော်နီပြင်အမြင့်ကျွန်းနှင့်ပြိုင်းပြူကြေးရွာတို့တွင်စစ်ကောင်စီကတက်ဆွဲထားပါတယ်စစ်ကောင်စီသည် မောင်နီပြင်တင်ပုံတန်းချောင်းတွင်ကြက်တော်ပြင် အောင်တိုင်းရွာတိကိနာယီကန်ကျွီတိန်ကြာမတောင်အမြေကျုံစသည့်ရခိုင်လူမျိုးများနေထိုင်သည့်ခြေရွာ40ကျော်ရှိပြီးရင်းတို့အထက်မှ14ရွာကိုစစ်ကောင်စီကနှင်ထုတ်ထားပါသည်။ရှင်းခြေရွာများမှာဒေသခံရခိုင်များသည့်စစ်တွေမြို့စစ်ဆောင်တောင်းနေကြီးဖုံးတော်ကြီးကျောင်းများတွင်နေထိုင်နေရပြီးအာရကတတ်တော်အေအေထိန်ချုပ်မြို့နယ်များတွင်လည်းတောင်းကြီးစစ်ဆောင်နေရပါသည်။စစ်ကောင်စီထိန်ချုပ်ထားတဲ့စစ်တွေမြို့တွင် စစ်ကောင်စီ၏ဓာကစဌာနချုပ်ခလာယ20ခလာယ230နှင့်ခလာယ290ခမာယ344ခမာယ354နှင့်အတူအမတ်စနစ်နှင့်အမတ်36ရဲတပ်ရင်းတို့ရှိနေပြီးခန်းစစ်တေချပြင်ဆင်ထားပါသည်။အေအေကလည်းစစ်တွေမျိုးရှိစစ်ကောင်စီတပ်စခန်းများအောင်ရသေးတော်မျိုးနဲ့ပုံနာကျော်မျိုးနဲ့ဘက်ကနေဝိုင်းရံပိတ်ဆို့ထားပြီးနေစင်နီပါလက်နက်ကြီးအပြန့်အလန့်ပစ်ခတ်မှုများဖြင့်စစ်ရေးမှတင်းမာနေကြပါသည်။ နိုဝင်ဘာလ26ရက်ညကလည်းစစ်တွေပါတလေးရှိစစ်ကောင်စီတပ်ရဲမှဖိကတ်သောလက်နက်ကြီးကြီးကြောင့်ရသေးတောင်မျိုးနဲ့မိုးဆဲကျော်ရှိရောင်ဖင်လေကြီးရွာမှအသက်60ကျော်အရွယ်ဒေါ်ဦးမစိန်မှထိခိုက်ဒဏ်ရာရရှိသွားပါတယ်ပြည်ကြတဲ့အော်တိုဘာလ29ရက်မှနိုဝင်ဘာလ28ရက်နေ့အထိစရင်အရာရခိုင်ပြည်တွင်စစ်ကောင်စီ၏လေးချောင်းပုံချဲတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့်ဒဏ်ရာရရှိသူ89ဦးနှင့်ထိဆုံးသူ44ဦးရှိခဲ့ကြောင်းသတင်းဌာနမှတ်တမ်းအရသိရပါသည် ဆလဘီစာလင်ကြီးမျိုးနဲ့ရေခါရွာနီတိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ဦးသေဆုံးစစ်တပ်ကအမျိုးသမီး၁ဦးအပါအဝင်ပြည်သူ၁၂ဦးကိုဖမ်းဆီးတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစာလင်ကြီးမျိုးနဲ့ရေခါရွာနီတိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ဦးသေဆုံးကစစ်တပ်ကအမျိုးသမီး၁ဦးအပါအဝင်ပြည်သူ၁၂ဦးကိုဖမ်းဆီးသွားကြောင်းဒေတာရင်းသတင်းရမြက်ကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ30ရက်နေ့ညပိုင်းတွင်စာလင်းကြီးမြို့နယ်ရေခါရွာတွင်အကြံဖတ်စစ်တပ်နှင့်တော်လရဲတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်သား3ဦးသေဆုံးခဲ့ကြောင်းတိုက်ပွဲတွင်သေဆုံးသွားသောစစ်သားအလောင်းတလောင်းကိုလည်းဒေါ်လန်ရဲတပ်ဖွဲ့များကမိသေချိုပေးခဲ့ကြောင်းသိရပါသည်။ ဆာလင်ကြီးကစစ်ခွေးစစ်တောင်းကမနီကညပိုင်းကရေခါးရွာနာကိုရောက်လာလို့တိုက်ပွဲဖြစ်တာလို့သိရတယ်။တိုက်ပွဲတွင်မှစစ်ခွေး၃កောင်တည်တယ်လို့သိရတယ်။ PDF ရဲဘော်နှစ်ဦးလည်းမစိုးရိမ်ရဒဏ်ရာရတယ်လို့ကြားတယ်။စစ်ခွေးအလောင်းတစ်လောင်းကို PDF ရဲဘော်တွေကမိသကြိုပြလိုက်တယ်ဟုဒေတာရင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရတယ်။ထို့ပြင်နိုဝင်ဘာလ28ရက်နေ့နနက်အစောပိုင်း9:00နာရီခန့်ကလည်းဆာလင်ကြီးမြို့နယ်ချင်းတွင်မြစ်အနောက်ဘက်ခြမ်းဝမ်ပေါင်းကုမ္ပဏီမှစားလင်းကြီးမျိုးပေါ်ကိုထွက်လာသည့်အင်အား130ဝန်းကျင်ခန့်ပါအကြံဖတ်စစ်တပ်စစ်ကြောင်းသည့် ရေခါရွာအဝယ်တွင်ပြည်သူစေဦးဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ30ရက်နေ့တွင်လည်းစားလေးကြီးမြို့ပေါ်ရှိလမ်းစုံတွင်ဆိုင်ကင်းများဆစ်ဆင်းနေချိန်အမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်ကိုလည်းထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။လက်ရှိချိန်တွင်အချမ်းဖတ်စစ်တပ်ဖမ်းဆီးထားသောပြည်သူ၁၂ဦးကိုဤသည့်နေရာ၌ထားရှိသည်ကိုမသိရသေးကြောင်းထိုအချမ်းဖတ်စစ်တပ်စစ်ကြောင်းကြောင့်မကြီးတန်းရွာ၊ထန်းပူရွာ၊ထန်းလဲရွာ၊စားထုံရွာပိုင်းတောင်ကြီးရွာ၊ကြောက်မော်ရွာ၊ဒူးထောက်ရွာ၊ရှေးခါရွာအပါအဝင်ကြီးရွာဆက်ရွာမှာ ြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါဗျ။နိုဝင်ဘာလ28ရက်နေ့ကဝမ်ပေါင်ကုမ္ပဏီကနေစာလင်ကြီးမျိုးပေါ်ကိုသွားမဲ့စစ်တောင်းလို့သိရတယ်။စစ်ခွေးအင်အားကတော့ခန့်မှန်းကြီး130ဝန်းကျင်လောက်ပါမယ်ထင်တယ်။လမ်းမှာပြည်သူဆဲဦးကိုဖမ်းသွားတာ၊ရေခါရွာတဲ့အဝယ်မှာတွေ့လို့ဖမ်းသွားတာအခုထိတော့ပြန်မလို့သေးဘူး။အမျိုးသားတွေကတော့တိကျပေါက်ပါတယ်။အမျိုးသမီးတွေပါတာတော့မကြရဘူး။ခွေးစစ်ကြောင်စာလင်ကြီးမြို့သွားရင်ဖမ်းသွားတာပေါ်တာဆွဲဖမ်းစီတာဝမ်ပေါင်ကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်ကြောင့်ကျေးရွာဆေးရွာကပြည်သူတွေတိမ်းရှောင်နေရတယ် ကြည်တန်ရွာ၊ချမ်းပူရွာ၊ချမ်းလေရွာ၊စားထုံးရွာ၊ပိုင်းတောင်ကြီးရွာ၊ကြောက်မော်ရွာ၊ဒူးထောက်ရွာ၊ရေခါရွာအပါအဝင်အနီးနားကြီးရွာ၁၀ရွာဝန်းကျင်ခန့်ကတော့အနေဆုံးရှိတယ်။ညကဆိုလေပြေးလိုက်လွားလိုက်နေရတာပဲ။စစ်ဆောင်ပြည်သူအရေးအတွက်တော့ခံမှန်းချေမှတ်လို့မရဘူး။အခုစစ်ကြောင်းမြင်နေတော့၁၀ရွာကပြည်သူတွေကအခုလောလောဆယ်ပြေးလိုက်ပြန်လာလိုက်နေရတာ။အခုစစ်ကြောင်းကစားလင်းကြီးမျိုးရောက်သွားပြီ။ညရောနေရောခင်းပတ်တာတွေမျိုးတွေကလူတွေဖမ်းတာတွေစစ်ဆေးတာတွေတော့ရှိတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ ဆက်လက်ပြီးမြောက်ဝတီမြို့တောင်ချန်းထိန်းချုပ်နိုင်ဖို့မင်းလက်ပံရွာကိုစစ်ကောင်စီတပ်အသေးခံတိုက်နေတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြောက်ဝတီမြို့တောင်ပန်းစေမိုင်ခန့်အကွာထိုင်းမြန်မာနယ်စပ်တောင်ရင်မြင့်နားမှာရှိတဲ့မင်းလက်ပံရွာကိုသိမ်းယူနိုင်ဖို့အတွက်စစ်ကောင်စီတပ်ကပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကအင်အားအလုံးရင်းနဲ့စတင်ထိုးစစ်ဆင်လာတာကြောင့် KNU ဦးဆောင်တဲ့ဒေါ်လန်ရီပူပေါင်းတပ်တို့နဲ့ဒီဇင်ဘာလတရက်နေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အောက်တိုဘာလ19ရက်နေ့ကမြောက်ဝတီမြို့အနီးရှိ၄ခေကော်မြို့တင်နဲ့ဖြူဟာကုန်းဆွဲတော်ကုန်းတို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့တဲ့နောက်မြောက်ဝတီမြို့တောင်ဘက်မြောက်ဝတီဝေါ်လီလမ်းပိုင်းမှာရှိတဲ့ဟင်ချင်းမြိုင်နဲ့မင်းလက်ပံရွာတို့ကိုစစ်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်နာကအင်ချင်းမြိုင်ရွာကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးမင်းလက်ပံရွာကိုဦးတီကစစ်ကြောင်းနဲ့ကြောင်းနဲ့စစ်လက်ထိုးစစ်ဆင်နေပါတယ်။အင်ချင်းမြိုင်ရွာကနေတဲ့စစ်မင်းလက်ပံရွာကို စစ်ကြောင်းတစ်ကြောင်းထိုးလာနေတယ်လို့လေးကိကော်မြို့တောင်ဘက်ရတိကူဘက်ကနေလည်းစစ်ကြောင်းတစ်ကြောင်းနဲ့ထိုးလာနေတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါရယ်။နိုဝင်ဘာပထမအပတ်နဲ့ဒုတိယပတ်အတွင်းစစ်ကောင်စီတရက်ထိုးစစ်ဆင်တိုက်ခိုက်မှုအချိန်တိုင်းမှာမင်းလက်ပံရွာအနီးကိုရောက်ရှိလာခဲ့ပြီးမြ KNU နဲ့တော်လန်ရေးပူးပေါင်းတပ်တို့ရဲ့ခုခံတိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်ထိခိုက်မှုအများအပြားနဲ့ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါရယ်။နိုဝင်ဘာ22ရက်မှာတော့မင်းလက်ပံရွာအနီးမှာစစ်ကောင်စီတပ်နဲ့ KNU တို့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မင်းလက်ပံရွာမှာအခြေစိုက်ထားတဲ့ ဖော်မူးကြီးနိုင်လွင်ဦးဆောင်တဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် GKPA က KNU ပူးပေါင်းတပ်တို့ကိုစတင်ပစ်ခတ်ခဲ့ရကနေနှစ်ဖက်ပစ်ခတ်မှုခဏတာဖြစ်ပွားခဲ့ပြီး GKPA ထိန်းချုပ်ထားရနေရကို KNU ကဝင်ရောက်စီးနှင်းကတင်ပိုက်လိုက်ပါတယ်။မင်းလက်ပံရွာက GKPA တက်ဆွဲထားရနေရကိုဝင်ရောက်စီးနှင်းရမှာတော့ online လောင်းကစားလိမ့်လည်မှုကြားဖြတ်လောက်ကိုင်းနေသူထောင်ကြီးတွေ့ရှိရပြီး GKPA တပ်ဖွဲ့ဝင်200ကျော်ကိုလည်းလက်နက်နဲ့တကွဖမ်းဆီးလိုက်တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ မင်းလက်ပံရွာက DKPA ရဲ့အခအခွေအောက်မှာရှိတဲ့ကြားဖြတ်စင်တာကို KNU ကဝင်ရောက်စီးနှင်းပြီးအဖွဲ့ဖွဲ့ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတဲ့အချိန်မှာတော့စစ်ကောင်စီတပ်က KNU တပ်တွေရှိနေတဲ့မင်းလက်ပံရွာတွေကိုနေ့စဉ်လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေဒီဇင်ဘာလ၁ရက်နေ့အထိဆက်တိုက်လှုပ်ဆောင်နေခဲ့ပါတယ်။ဒါပြင်မြေပြင်ကနေလည်းအင်ဂျင်မြိုင်ကနေတဆင့်စစ်ကြောင်းထိုးလာခဲ့ရာနိုဝင်ဘာ29ရက်နေ့30ရက်နေ့ကတနေကုန်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတိုက်ပွဲကြောင့်နေချာတောင်ရင်မြင်းတပ်ဖက်ကန်ထိုင်းနိုင်ငံမဲဆောင်မျိုး မဲခိုကင်းရွာတဲကိုလက်နက်ကြီးကြီးတွေချက်ရောက်ပောက်ပွဲခဲ့တဲ့အတွက်ထိုင်းစစ်တပ်ကလုံခြုံရေးတိုးမြှင့်ပြီးအချက်ပြမိခိုးပုံးတွေလည်းပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်နိုဝင်ဘာ30ရက်နေ့ကထိုင်းပတ်ချံမဲခိုကင်းရွာနေဆက်အနီးမှာနေထိုင်တဲ့မြန်မာစစ်ရှောင်းတန်လျာအဆောက်အဦအပေါ်လက်နက်ကြီးကြီးချက်ရောက်ပောက်ပွဲခဲ့ပြီးကလေးနှုတ်အရသား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လက်တလုံးမှစစ်ကောင်စီတပ်က KNU ပူးပေါင်းတပ်တွေရှိနေတဲ့မင်းလက်ပံရွာကိုအပြင်းအထန်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး KNU ရဲ့သဘောထားကိုသိရဖို့ KNU ပြောရေးဆိုခွင့်ရှိသူတွေကိုဆက်သွယ်မေးမြန်းထားပေမယ့်ဒီဇင်ဘာလ၁ရက်နေ့ညနေ၄နာရီအထိပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ဒေသခံကရင်သတင်းရင်းမြစ်တအူးကတော့စေကောင်းစီတက်ဟာမင်းလက်ပံရွာကိုအပြင်းထန်ထိုးစစ်ဆင်တာနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်ကိုအခုလိုပဲပြောပါရယ်။ပထမဆုံးသူတို့စစ်တပ်ဆုံးရှုံးနေမြေပြန်လို့ခြင်းတာဒုတိယကတရားမဝင်ရွေးကောက်ပွဲကိုသူတို့စုံမိုးဒေသမှာပြုလုပ်ပြီးနိုင်ငံတကာကိုပြသခြင်းတာတတိယကကြားဖြတ်ကိုအယောင်ပြနှိမ်နေပြီးအကျိုးမြတ်ရှာခြင်းတာလို့သူကသုံးသပ်ထားပါရယ်။ စစ်ကောင်စီတပ်ဟာရွေးကောက်ပွဲမတိုင်ခင်မြောက်ပြည်တောင်ပိုင်းဒေသတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်နိုင်ရတဲ့အတွက်စူးစမ်းလှုပ်ဆောင်နေပြီးကြားဖြတ်တိုက်ဖြတ်ရေးအတွက်ဆိုပြီး DGBA ထိန်းချုပ်ထားတဲ့ကြောက်ခတ်နေမျိုးကိုလည်းရှင်းလင်းလှုပ်ဆောင်သွားဖို့ရှိနေပါတယ်။ကြောက်ခတ်နေမျိုးကိုရှင်းလင်းလှုပ်ဆောင်သွားဖို့ကိုလည်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားထားပါတယ်။ စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတစ်မှာကရင်ပြည်နယ်တဲကမြဝတီမြို့နယ်လေးပါဝင်နေပြီးမြဝတီမြို့ပေါ်ကိုစစ်တပ်ကထိန်းချုပ်ထားနိုင်ပေမဲ့မြဝတီမြို့တောင်ဘက်ဒေသအားလုံးကြီးပါမှာတော့စစ်ကောင်စီတပ်ကမထိန်းချုပ်နိုင်သေးသလိုမြဝတီမြောက်ဘက်ဒေသတွေမှာလည်းကရင်နယ်ခြားဆောင်တန်း BGF ကထိန်းချုပ်ထားပါတယ်။ကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ဖြစ်တဲ့နေခြားဆောင်တန်း BGF ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA နဲ့ ခရင်ငိမ့်ချမ်းရဲကောင်စီ KNU KNL PC ကတော့စစ်တပ်ပြုလုပ်မဲ့ရွှေကောက်ပွဲအပေါ်ထောက်ခံကူညီပေးမယ်လို့ပူးရဲကြေညာချက်ထုတ်ပြန်ထားတာလည်းရှိပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။